အလုံးမဲမင်္ဂလာပါခုနှစ်ခေါက်ဖတ်ပြမယ်အစေးကောင်းစဉ်ကစိမ့်နယ်လို့မဆိုရင်းနှွဲမှုပြူဒါတွေတကယ်ကျွန်တော်ပဲဖြစ်ချင်ပါမလဲဗျာကိုမိုးကျော်ပြောချင်တာသူနားလဲပါတယ်နားလဲဆိုလဲလောက်တဲ့နောက်ခံတွေလည်းရှိတကူအပြင်မှာနှင်းမြူတယ်စပြီးဝဲတဲနေပြီဒီလာဟာစောင်းရဲ့အစပေါ့ဒီမှာကစောင်းရောက်မှန်အရန်တိတာတယ်တောင်ပေါ်ဝိနေတဲ့တိမ်တွေတောင်စောင်းဆန်သွားတယ်ဘလို့ပြောရမလဲနားလဲရခတ်တဲ့တိမ်တွေပေါ့ တိမ်တွေတင်လားဆိုတော့မဟုတ်ဘူးရဲ့ပူလက်ဆအပူချိန်တွေဆိုလဲရုပ်ချစ်ပြသားတိုင်းသောထိုးတွေဖြစ်လေလန်းချောင်းတွေလွဲလို့လွဲမြောင်းရက်ကပဲခက်တဲတဲတိုက်တာမျိုးဖြစ်လို့ဖြစ်ပေါ့ဒီလိုဩဃာတပြောင်းလဲလို့ပဲတတ္တလောကကလည်းပြောင်းလဲတက်လေသလားမသိမိုးကုံတောင်ပေါ်ကားနဲ့အတူကိုမိုးကျော်ရဲ့ဇနီးဟာကိုမိုးကျော်မမြင်ဘူးသေးတဲ့တားလက်လက်ဆက်ဆက်ကိုပို့လို့မျိုးရဲကိုဝင်ရောက်လာတာကစတယ်တကယ်အစကဒီဖြစ်ရက်တွေထဲဆောတယ်လို့ပြောရမယ် ကိုမိုးကျော်ရောက်နေတဲ့နေရာကတကယ်ကိုအဆုံးဖြားနောက်ထပ်မိုင်နည်းနည်းဆိုရင်တခြားအပိုင်ဆိုတာမျိုးပေါ့ဒီနေရာမျိုးကတိတ်ဆန်ပြတယ်မော်ဆိုတဲ့နေရာမျိုးပေါ့ကိုမိုးကျော်နဲ့သူကဒီနေရာကို ရှေ့စဉ်နောက်စဉ်ရောက်တာလူရည်လဲပြီးခရီးနယ်ဆောင်တဲ့ကိုမိုးကျော်ကသူ့နောက်မှာရောက်ရပြီမဲ့အရာရာဆရာကြတယ်ပြောရမယ်ဒီမျိုးမတိုင်ခင်ကိုမိုးကျော်ဟာရှမ်းပြည်မြောက်ဖြားလူတိနေတဲ့မြို့များကနေတခြားနိုင်ငံတွေရဲ့မြို့များပြည်နယ်များအထိကို ခရီးဆံပြီးသား နှစ်များချီအောင်ဒေတာစာကြီးဖြန်းခဲ့မှုတဲ့ကိုမိုးကျော်ကပဲသူ့ကိုနေမှုထိုင်မှုဆိုင်ရာအသိပညာတွေတဲ့တဲ့တမျိုးတစ်ဖဲလက်နဲ့တစ်ပုံညှဝေခဲ့တာမှလားသူမကြားဘူးခဲ့တဲ့ဒလေတွေအယူအဆတွေလုပ်ငန်းဝင်ဆိုင်ရာမရေထားတဲ့ဥပဒေသားများကိုကိုမိုးကျော်အားဆရာပဲပဲကိုမိုးကျော်လို့ပြောလိုက်ရင်ပေါင်းသက်တင်သက်တဲ့ပြောတတ်ဆိုတတ်တဲ့ရှိုးစမိုးနဲ့လမ်းပြန်နေအောင်နေတတ်တဲ့ အတက်ကလည်း30ပတ်လဲအနေထိုင်ကလည်းတည်တတ်တော့ဒီမျိုးလေးမှာကိုမိုးကျော်နာမည်ထွက်တာစမ်းသလားနောက်ပြီးဒီမျိုးမှာအရင်ရောက်ပြီးမိစေတွေကိုလည်းကိုမိုးကျော်ဂျိတ်ဆိုရင်ဘာလို့သေးလဲခလေးရေပေါ့အဲ့ဒီဂျိတ်တွေထဲမှာခက်ကြီးကြီးဂျိတ်တွေပါလာတာကတော့ဆိုးတယ်ဆိုးဆိုကိုမိုးကျော်လိုလူတော်မလှုံနိုင်အောင်ချိတ်သွားတာ우ကိုမိုးကျော်ကကနန်းထက်လက်များတယ်အိမ်တိုင်းကင်းလို့ဆိုရမလားပဲ ဘယ်တော့တော့အရာလေးနဲ့ဆိုတလို့ပေါ့ဘယ်သူဘယ်ဝါဆိုကိုမှုကြောင့်နဲ့လွတ်တာရှားတယ်ညနေပိုင်းမှာတွင်းထဲကပရိတ်ထွက်တလို့ထွက်ပြီးအတန်းတစားစားနဲ့လူခေါ်တက်တဲ့ကောင်မလေးတွေရာလဲကိုမှုကြောင့်အတီတွေပဲသူတိတလားကိုမှုကြောင့်ချိန်တွေကနဲမနဲပဲကိုမှုကြောင့်နဲ့ဒါတနေရာသွားကြည့်လိုက်ဈေးသွားလဲနှုတ်ဆက်ပြန်ပြီးလမ်းထိပ်ပြီးရသွားဝယ်လဲကိုမှုကြောင့်ဆိုတာကြီးပဲနဖေးဆိုင်သွားမလားဖက်ရှင်ရနဲ့အစုံလင်နဲ့တငယ်ချင်းတွေဆိုတာဟိုကဒီကရောက်ချလာတတ်တာမျိုး ကိုမိုးကျော်ဆရာဖေမြင့်စာအုပ်ပြောတတ်ဆိုတတ်ပေါင်းသိမ့်တတ်သူစာအုပ်မှာမျက်နှာဖုံးလုပ်တင်တဲ့သူမျိုးသူတို့တည်ရန်တစ်နှစ်ကြာပြီးနောက်ကိုမိုးကျော်ထားတယ်သူနားလဲလာတယ်ကိုမိုးကျော်မှရှိတယ်ဇလန်းတွေပေါ့ဒီဇလန်းတွေကလည်းအစမ်းသားတချို့တွေပြန်ပြောလို့မကောင်းပေမဲ့သူပြောနိုင်သလောက်အထိတော့ကိုမိုးကျော်ဟာတော်တော်ဆွာခဲ့တယ်ဆိုတာပါပဲចောင်းသားတို့ကလည်းចောင်းသားမှုလက်တွတ်တွနဲ့ကွက်ကျော်နိုင်ခဲ့တော့တပိန်လှိပ်ပူပန်းနေတဲ့ကောင်းတွေဆိုတာကိုမိုးကျော်ကိုရိုက်ချင်တာမရှားဘူး တငယ်ချင်းရေးစားဖြတ်ခုတ်လားခုတ်ရဲ့ကိုရေးစားရဲ့တငယ်ချင်းကိုပိုးသလားပိုးရဲ့နောက်ဆုံးမိမရပြီလို့ကလေးတယောက်နောက်တစ်ပိုင်းနဲ့တောင်းမှဇလန်းတွေရိုက်နေလို့သူ့အမနဲ့အဖေမေတွေကကြင်ကြင်နေရတာသူ့ကိုတွေ့ကိုမိုးကျော်ကတော့အေးစေးနမေကောကမိုးကျော်လေးမိုးမတိုင်းရှင်အောင်ကြော်ပလိုက်မယ်ဆိုတဲ့လူဒီမျိုးကိုကြောင်းကြောင်းကြောင်းရောက်ဆလာကတော့ကိုမိုးကျော်မျက်နှာတိတ်မကောင်းဘိုက်တလုံးနဲ့ကြံခဲ့တဲ့မိမကိုလွမ်းချတယ်ထင်ပါတယ် ဒါလည်းသိမကြပါဘူး။တကြစိတ်ညစ်တာကိုမိုးကြောက်ပုံစံမှမဟုတ်တာ။ရောက်စားကအတီတကြအလုံးမရသေးလို့ဟိုသွားဒီသွားနဲ့အလုံးလိုက်ဆက်တယ်ဆိုပေမဲ့အလုံးကလေးရလိုက်နိုင်ငံသားဘီယာလေးဆွဲတငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ဒီချပူဟန်ကြရင်တဖက်ခန်းကပေါ့စ်ငါးပြီးတချင်းတွေဟဲတော်တာပဲ။သူ့ဆွဲဆုံးတဲ့အပိုင်းဆုံးတချင်းကအောင်သူရဲ့ဂရီဘာဖနက်စီရွှေထွေးဆောင်ပဲ။ဒီတချင်းကတော့နားထောင်သူငိုချင်လောက်အောင်ဂယူးနာတန်းနဲ့တက်လိုက်လိုက်ဆိုတတ်တယ် ကိုချစ်သူလေးကောင်းစားရေးအတွက်မျက်ရည်ဆက်လက်ထားခဲ့ရပြီ။အော်အေယာဝတီတင်းတိပါသည်ဆိုတဲ့နေရာရောက်ရင်အိမ်နဲ့ဝေးတဲ့သူတွေတောင်အချောင်ဝမ်းနဲ့သွားခဲ့ရစမြင်။နာကာစားအလုပ်လေးဒီတခြားရလို့ဝင်းဝေကောင်းတော့ကိုမိုးကျော်အပြော်တွေပိုးနဲ့ချဲ့လာတယ်။ကိုမိုးကျော်ရဲ့သတင်းထုတ်ပြန်ချက်ဖြစ်တဲ့သူတစ်တော့ပေါ်မှာရောင်စုံမယ်ရီနဲ့ KTV မှာစီစဉ်ခန်းစားရင်းဂရီဘာဖနက်စီရွှေထီးဆောင်နေတာတွေခက်စိတ်စိတ်တွေ့လာရတယ်။ အင်ကိုပဆံလွှဲလို့ဆိုတဲ့အတန်တွေလည်းနောက်ဆက်တွဲတန်ကြားလာတာပေါ့လေကုမိုးကျော်ကုမိုးကျော်ပျော်ပျော်ကြီးနေခြင်းနဲ့ဆိုတဲ့ပြောခြင်းသူကုမိုးကျော်အခုတော့စိတ်ညစ်နေပါရောလားအင်းများခမားအမျိုးသမီးကတော့အိုးအိမ်တော်မပြတ်ချင်တာအတိသားကြီးတနေ့ကပဲခမားဇနီးကခမားမအုံငိုရင်းပြောနေရကျွန်တော်ကြားတယ်မကွဲခြင်းဘူးဆိုတာကြီးပဲမအေးငိုတော့ခလေးလက်ငိုတာပေါ့ဗျာကျွန်တော်တော့စိတ်မကောင်းချက် ်ခမညာကတခြားမှသွားနေနေတာဆိုတော့ဒါတွေပဲသိပါမလဲဗျာကျွန်တော်လည်းဒါမျိုးတွေပဲဖြစ်ရှင်ပါမလဲဗျာကိုမိုးကျော်ကသူရွက်လက်ဆစကားကိုပဲပြန်အဆဖော်တယ်မဟုတ်သေးဘူးလေအခုတက်လာတာငယ်လင်ငယ်များလေဗျာခမညာအခုတွဲနေတာကြီးကဘယ်နယ်ကလာတဲ့ဘလို့မျိုးမှန်းလည်းမသိကျိုးရင်းထိပြီးညှိကုန်တာလေဗျာဒေတာကိစ္စဆိုတာမျိုးတွေကတော့ကျွန်တော်လည်းခမညာပါစင်နိုင်မှုဘာမှမပြောလို့ဒါပေမဲ့ကိုသားသမီးမျက်နှာလေးတော့ထောက်ပါအောင် ောင်းသိမှုကျွန်တော်ဒီလိုပြောတာပါကျွန်တော်လည်းစိတ်ရှုပ်ပါတယ်ဒီကမိစုကလည်းကျွန်တော်မြူလို့မဖြစ်တော့ဘူးတယောက်နဲ့တယောက်ဘယ်လိုပြောရမလဲရက်ကြော်ရကြော်အကုန်လုံးကုန်ပြီတင်းတင်းကိုတော့ငါနဲ့ question ပေးရွာရှိအိမ်နဲ့လေယာရီနင်းပဲယူဆိုပြီးအဆက်ဖြတ်တာပဲဒါရင်နဲ့သူလှုပ်စားပေါ့ဗျာတင်တော်တဲ့သူတွေ့ရင်လည်းယူလိုက်ပေါ့လေကျွန်တော်လည်းသူ့ကိုမချစ်ခဲ့တာတော့မဟုတ်ပါဘူးအချိန်နေအကြောင်းကြောင်းတွေကြောင့်ဒီလိုမလုံလို့ကိုမဖြစ်တော့လို့ပါကျွန်တော်တော့ပြောတာပါကိုမိုးကျော် ။ဆုံးဖြတ်စရာရှိလို့ဆုံးဖြတ်ရရင်တန်ရောစင်မျက်နှာတော့ထောက်ကောင်းတယ်ထင်တယ်။ခမရဇနီလည်းကြည့်လိုက်ပါအောင်ဗျာ။သူနဲ့ခမရပေါင်းသင်ခဲ့တဲ့ကာလတစ်လျှောက်ဒီလောက်စိတ်ဓာတ်တွေချုံချုံကြနေရမြင်ဘူးရဲ့လား။နကိုတူအိုရင်ထောင်ထူထောင်တော့ကခမရလည်းအိုအောင်မင်းအောင်ပေါင်းရပါစေဆိုပြီးတော့တောင်းမှုတယ်မှတ်လား။ကျွန်တော်ပြောချင်တာကတော့ဗျာတေချာစဉ်းစားပါဒီကနောက်တယောက်ကိုအဆက်ဖြတ်လို့အလွန်ဆုံးခမည်းကြောင့်ရအယောပြေရရုံးပြင်ကနာရောက်လာတာထမပိုးပါဘူး ဒါလည်းဖြစ်ချင်မှဖြစ်မှာပါဖြစ်တော့ဘာရေးလဲကိုသားသမီးဇနီးမယားဘက်ကရက်လိုက်ဆန်းပါမဖြစ်နိုင်တော့ဘူးထင်ပါတယ်ဗျာကျွန်တော်တင်းတင်းကိုချစ်ခဲ့တယ်ဆိုပေမဲ့အခုနေတော့မဖြစ်နိုင်တော့ပါဘူးကျွန်တော်တို့တလန်းစီလျှောက်ထားပဲကောင်းမှာပါကျွန်တော်လိုအညာလွယ်ဖောက်ပြန်တတ်တဲ့ကောင်းတဲ့သူတသက်လုံးအိုးမသွားတာပဲခက်ကောင်းကောင်းပါသမီးကြီးကိုတော့ကျွန်တော်ခေါ်ထားမယ်လို့ပြောပါတယ်ဒူးမှလည်းမခံဒါလည်းကျွန်တော်နားလဲပါတယ်ကျွန်တော်အပြစ်တွေပါပဲကျွန်တော်ပြောချင်လို့လို့သာပြောလိုက်ပါတော့ ကိုမိုးကျော်ရခမည်းမိမောက်ခမည်းတကယ်ချစ်တယ်ဆိုကို့အပြစ်ကိုပြန်ချေလို့ရပါတယ်ဗျဒီလောက်ခောင်းတဲ့နေရာကိုခမည်းဆွဆွဆဆလာပြီးမနက်6ည6နားရမရှိအလုပ်လုပ်တာဘာအတွက်လဲခမည်းဆွဆွနေတဲ့တခြင်းတဲကလို့ခမည်းတို့မိသားစုလေးဂရိဘာဖနက်စီရွှေတိဆောင်ရဖို့ပဲမဟုတ်ဘူးလားဗျခမည်းကိုသူတွေဘာပြောပြောကြောင်းလိုက်စမ်းပါနောက်မရနဲ့ခမည်းဘလောက်များပြောနိုင်မှာမို့လို့လဲ အဲ့နောင်မြဆိုတာကရောစင်စင်ရဲ့ဒုက္ခတွေမှာတော့ကအတူရင်ဆိုင်ခဲ့တာမို့လို့လားမဟုတ်ပါဘူးဗျာခမညာဇနီးနဲ့တာသမီးကိုလွယ်လွယ်နဲ့တော့မစွန့်လွန်ဆန်းပါနဲ့ကျွန်တော်မစွန့်ကျင်ပေမဲ့မရတော့လို့ပါကျွန်တော်ကဘာမှထပ်မပြောပါနဲ့တော့ဗျာကျွန်တော်ဘွားနဲ့ကျွန်တော်သားပြတ်ထားလိုက်ပါလုံးဝမအောင်မိပါဘူးခမညာနဲ့တော့ခတ်ပြီဗျာသူစိတ်ရှုံရှုံနဲ့မျက်နှာလွဲလိုက်တယ်ခေါင်းနဲ့လည်းနှောက်ကြည့်မွန်းကြက်နေတယ်ကိုမိုးကျော်စားနေတဲ့တမယာတိကြည့်ပြီး သူပါဆက်ကျင်းနေတာ ਉਹ စိတ်ညင်ညင်နဲ့ခေါက်ခပစ်လိုက်တယ်။တပြင်းတစ်ချက်ရှာရင်ရှေ့ကိုကြည့်ပြီးတော့သူရေချိုးနေကြရေစင်ကြီးကိုတွေ့လိုက်တယ်။လာရဲ့အဲ့မှာအောက်မှာရေစင်ပေါ်လွတ်တက်နေတဲ့နှွယ်ပင်တပင်ကိုလှမ်းမြင်ပြီးတယ်။နှွယ်ကနှုတ်ပြီးတန်ဆန်းတော့အညွန်ခွေခွေကလာရဲ့အောက်မှာတော့လက်ဆွမ်းပြကနုတ်ခတ်တွေလိုအိညာနေတယ်။စန္ဒီရေစင်ရဲ့ပတ်လဲအရစ်တွေမှာရတတ်သမျှတွေ့ကုန်နေတဲ့နှွယ်ကမြောက်လေဝေးမှာလွင့်ပြီးအောက်ကိုပြုတ်ပြုတ်ကျလာနေတယ်။ လေအပင့်မှာလွင့်သွားတဲ့နှွေညွန့်နေရလေအငိမ့်မှာရေစင်ကို ပြေးကက်ကက်ပြန်နေရေစင်မှာနှွေကျင်နေတဲ့နှွေပင်ကိုကြည့်ရင်ကိုမိုးကျော်ကြီးလို့သူထင်လာမိတယ်။ဆောင်းအဝင်မှာသူကခေါင်းချောက်ချားဖြစ်နေလားတော့မသိ။ငြိမ်ဝေမင်း